emergency မှာ laboratory test စစ်ဆေးပြရတဲ့အနေထားနဲ့ရှင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်အခုကျွန်တော်တို့ဒဏ်ရာပုတ်ပွားခြင်း gas gangrene အဲ clostridium perfringens bacteria အကြောင်းဖြစ်တဲ့ယောဂါဆိုလို့ရှိရင်ဒါကအရေးကြီးတဲ့စစ်ဆေးပြတဲ့ယောဂါဖြစ်ပါတယ်ကျွန်တော်ရင်းမြစ်နေပါဒေတာတွေဆိုလို့ရှိရင်တော့အဓိကအပြီးကျွန်တော်တို့ ပြင်ပန်း clinical မှာတွေ့ရတဲ့လူနာရဲ့အနေထားကိုကြည့်ပြီးတော့ပဲဒါဆီးကုသပြီးတဲ့ဒါ clinician တွေကလည်းပုံဖြတ်ပြီးတော့စစ်ဆေးကုသပေးကြရတယ်ပေါ့နော်အဲ့တော့တကယ်တော့ကျွန်တော်တို့ laboratory နေနဲ့ဆိုလို့ရှင်တော့အဓိက confirm လုပ်ပြီးရမှာတော့ culture ပေါ့နော် culture နဲ့အတူတွဲရဲ့ကျွန်တော်တို့ biochemical test တွေကိုစစ်ဆေးပေးမယ်ဆိုလို့ရှင်တော့အကောင်းဆုံးဖြစ်တယ်အဲ့တော့တကယ်တော့ကျွန်တော်တို့ကရင်းမြစ်နေပါဒီသားဆိုလို့ရှင် gram stain လောက်နဲ့နေကိုပဲတိတိကျကျလေးကျွန်တော်တို့သိထား မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ suspect ဖြစ်တဲ့ case ဆိုလို့ရှိရင်တော့တော်တော်လေးဒီ test ဆာဆိုရှင်ဒီ microscopic examination နဲ့တော်တော်လေးအထောက်အကူပြုရဲဆိုတာလေးဒါပြောချင်တဲ့အတွက်ကြောင့်မလို့ဒီ topic ကိုလည်းပဲကျွန်မထည့်ထားပါတယ် ဒီမှာကျမတို့ပြင်ပအတွင်ပြင်ပေါ့နော် morphology clustering preference and morphology ဆိုလို့ရှိရင်အဲလိုရှိရှိမျောမျောလေးပေါ့ gram positive baseline လေးဖြစ်ပါတယ်အဲ့တော့သူက spore form ပြတိရပြတဲ့အတွက်ကြောင့်ကျမတို့ spore ရှိတဲ့ data ဆိုလို့ရှိရင်ဒါမျိုးလေးကျမတို့တွေ့ရနိုင်တယ်ပေါ့နော်အဲ့တော့နာမည်အားဖြင့်က clustering wellshine နောက်တစ်ခါကျ bacillus wellshine လို့အရင်တော့ခေါ်ရပေါ့နော်အခုနောက်ပိုင်းနာမည်ကတော့ clustering preference ပဲဖြစ်တယ်ဆိုတော့အားလုံးဒီဒါလို့ရှိရင်ရပါပြီသူရဲ့အဲ ဒီကအုပ်စုကတော့အန်နေရောဖြစ်တယ်ပေါ့နော်အန်နေရောဆိုတာကျမတို့အောက်ဆီဂျင်မရှိတဲ့အချိန်မှာပေါက်သွားတာပေါ့နော်ဒါပေမဲ့သူကထူးခြားတာပါလေဆိုလို့ရှိရင် erodorant အန်နေရောဖြစ်တယ်ပေါ့နော် erodorant ဆိုတာကအောက်ဆီဂျင်ပြင်ပမှာရှိနေလဲပဲသူ့ရဲ့ပေါက်ဖောက်မှုကိုတွားပြီးထိခိုက်ခြင်းမရှိဘူးပေါ့ဒါကြောင့်လို့ကျမတို့ကြံ့ကြံ့ခံပြီးနေနိုင်တယ် sports တင်နေဆိုလို့ရှိရင်ကျမတို့မြေကြီးပေါ်မှာနေနိုင်တယ်ဒါကြောင့်လို့ကျမတို့ပြင်ပအဲ environment ပေါ့နော်ဒီမှာပတ်ဝန်းကျင်မှာလည်းပဲသူရှင်သန်နေထိုင်နိုင်တယ်လူရဲ့ခန္ဓာကိုယ်ရဲ့ကိုလည်းရောက်ရှိတဲ့အချိန်မှာဒုက္ခပေးနိုင်တယ်ပေါ့နော်ဒါကကျမတို့ အဲ box က BRS တွေဟာလို့ပြခြင်းလို့သူ့ရဲ့ဒီ bacteria လေးရှင်မျိုးမျိုး bacillus လေးရဆိုလို့ရှိရင်၄တော့ပုံစံလေးတွေဖြစ်နေတယ်ဒါဒါလေးတွေကထူးခြားတဲ့ဒီ microscopic examination မှာတွေ့ရမယ်နေသားဖြစ်တယ်ပြီးတော့သူကသူ့ရဲ့ infection ကနေပြီးတော့ရရတဲ့ဆံမတို့ဒီ sample ပေါ့နော်အဲ ကြည့်အရေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါမှမဟုတ်ရှင်လည်းပဲဝုန်းဆွက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သူက inflammation အပြင်တော်တော်လေးနည်းတော့တွေ့ရတယ် few or no neutrophil ပေါ့နော်ဒါသူရဲ့တော်တော်လေးထူကြတဲ့ထူကြချက်ဖြစ်တယ်တခြားသောကျွန်တော်တို့ soft tissue infection တွေပေါ့နော်ထန်ရအနာတရားတွေကနေပဲရတယ် infection တွေနဲ့ရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူရဲ့ဒီ clostridium perfringens မှာရတယ်ဒီအနေထားဆိုလို့ရှိရင် inflammation ပေါ့နော် inflammatory cell တိတ်ပြီးတော့မတွေ့ရတလားဖြစ်တယ်ဆိုတာဒါသူရဲ့ထူးခြားချက်ပေါ့နော်အဲ့တော့ box ကား PRN ဆိုတာတော့ကျွန်တော်ဒီမှာမြင်ရတဲ့အတိုင်းပဲကားအရှည်ကြီးပေါ့နော်ကားအရှည်အောက်မှာဘိန်းတွေတထားလို့ဒါလို့မဟုတ်လို့ရှင်ဒါကြီးကကျွန်တော်တို့ container ကြီးလို့ဟိုတွေ့ရနဲ့အနေထားပေါ့နော်ဒါ container ကိုရွေရွေလျား container ပုံစံမျိုးကျွန်တော်တို့ပြောလို့ရတယ် ကားအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကားဟိုဟာပေါ့အခုကျွန်တော်တို့ဒီနောက်ပိုင်းဆိုလို့ရှိရင်တော့အဲ Pro Box ကားဆိုတဲ့ဒီ model တခုရှိရဲပေါ့နော်အဲအဲ့လိုမျိုးကျွန်တော်တို့တစ်တာပုံစံမျိုးသူကပစ္စည်းတွေအများကြီးထည့်လို့ရတဲ့ပုံစံမျိုးဖြစ်အောင်ဒါမျိုးကိုကျွန်တော်တို့ပြောချင်တာ box car ဆိုတာဒီလိုနေထားဖြစ်ပါတယ်တချို့အဲကားတွေဆိုလို့ရှိရင်လည်းပဲဒီပထမောက်ပါတယ်ဆိုလို့ရှိရင်ဒါမျိုးလေးကျွန်တော်တို့တွေ့ရတယ်ပေါ့ဒါကြီးကတော့ box car ပုံစံဆိုတော့ကျွန်တော်တို့ဘက်တီးရီးယားမြင်ရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးအနေထားကိုတွေ့ရနိုင်တယ်ဆိုတာလေးကျွန်တော်ဒါလေးကိုပြန်စင်နေတွေ့ဆောင်ဖြစ်ပါတယ်အဲ့တော့ ကျွန်တော်တို့ဒီ 3D နဲ့ကြည့်မယ်ဆိုရင်ကြတော့ဒါမျိုးဆိုတာပုံဖော်လို့ရတာပေါ့ဒါ barrel shape စီပိုင်းပုံလို့လည်းပြောရတယ်အဲ့တော့ဒီလိုကျွန်တော်စီးစီးတောင်လေးပေါ့နော်အဲ့လိုလေးလည်းပြောလို့ရတယ်ဒါပေမဲ့သူကစီပိုင်းဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအလုံးခတ်တုတ်တုတ်ပေါ့နော်ရှည်မျောမျောမဟုတ်ပဲနဲ့အလုံးခတ်တုတ်ဒါပေမဲ့သူကတောင်လေးမှာတော့တောင်ကျိုးလေးတွေရတာဖြစ်နေစေဒါကြောင့်ကျွန်တော်တို့ဒီလိုပုံစံမျိုးလေးလည်းစာရီကပေါ်ပြကြတယ်ပေါ့ဒါကတော့ 3D ဒါ image နဲ့ထုတ်ထားတဲ့အနေအထားဖြစ်ပါတယ် ဒါကြောင့်လို့ကျွန်တော်တို့ဒီမှာစီပိုင်းပေါ့နော်အရက်တို့တခြားသောပြည်ရာစသည်အဖြစ်အဲဒီလိုမျိုးအဲတိုလောင်တဲ့အရေကိုထည့်ထားတဲ့စီပိုင်းလိုမျိုးပေါ့လေအဲကျွန်တော်တို့ barrel shape ပုံစံမျိုးလို့လည်းကျွန်တော်တို့သိလို့ရတယ်။ဒါမျိုးကျွန်တော်တို့ဒီစီတိုင်းရေးတိုင်းပေါ့အဲဒါမျိုးတွေလည်းပဲကျွန်တော်တို့ကအဲ barrel shape လို့ဆိုတော့သိထားတဲ့အတွက်ကြောင့်မလို့အဲ bacteria ကိုကျွန်တော်တို့ပုံစံအားဖြင့်ဒါမျိုးမျိုးလုံးထဲမှာမြင်အောင်လို့ပုံပြီးတော့ဒါလေးကဒါထည့်ထားပြီးပုံလေးဖြစ်ပါတယ်။ ဒါကျမတို့ Prolojunian Preference ရဲ့ toxin type တွေပေါ့နော်သူရဲ့ toxin ကြောင့်မို့ကျမတို့ gas can wheel လို့ခေါ်တဲ့ဒဏ်ရာပုတ်ပွားခြင်းကိုဖြစ်စေတာဖြစ်တယ်အဲ့တော့အားလုံးကျမတို့ကအေးရနေရဂျီတရှိရဲ့ toxin နာမည်တွေကလည်းမှ alpha beta action စသည်အဖြစ်ဒါမျိုးတွေအများကြီးရှိဆိုကျမတို့သိထားရမှာဖြစ်တယ် toxin တွေရှိရဆိုလို့ရှိရင်ဒါရှိမှန်းသိအောင်လို့သိကြအောင်လို့ကျမတို့ toxin တွေကိုအခြေခံပြီးတော့ဟာကြ test တွေလုပ်တယ်ပေါ့နော် confirm လုပ်တဲ့ test တွေရှိတယ်ဆိုတော့ဒါလေးကဒီအခြေခံပေါ့နော်ဒီ Preference ဘလို့ toxin တွေဘလို့အဲ type တွေရှိတယ်ဆိုတော့ပြောပြရခြင်းရွယ်ချက်ကအဲ့လို testing နဲ့ဆက်ပြီးတော့ဆက်ဆက်ပြီးရစစ်ဆေးလို့ရအောင်ပြောပြရရှင်ဖြစ်ပါတယ်။ အဲ့တော့ဒီဘာချင်းမြင်နေပါလိမ့်သားပါဆိုလို့ရှိရင်တော့ clothing ပါပင်ကြံကို clinically အပြင်ပိုင်းမှာခွဲကြရများပါတယ်အရေရကဆိုတော့ purple color discharge ကြီးပေါ့နော်ခရမ်းရောင်ကြီးအနေလဲမဟုတ်ဘူးအဲမဲမဟုတ်ပဲနဲ့သူကဟိုဟာပေါ့ခပ်ပုတ်ပုတ်အရေကြီးပေါ့နော်အဲ့တော့အရေကြီးဘူးအနာကြီးကအရင်အကြီးကြီးဆိုတော့ပြုံပုံလဲပုံလဲပြပါမယ်လူနာတယောက်အဲ့မှာ clothing ပါပင်ကြံ gas gangrene လူနာတယောက်ရှိပြီဆိုလို့ရှိရင် what တကူလုံးနန်နေတွေကိုတိတာပါတယ်တော်တော်လေးစိုးရွားပါခံစားရတယ်ပေါ့နော်အဲ့တော့ပိုးစိတ်တိမျိုးဟာကြလူနာကဒါတချို့အခြေအနေဆိုလို့ရှိရင်အသက်အနေရှင်နိုင်တဲ့ sepsis ပေါ့နော် shock ရတဲ့အခြေအနေ ြောင်းဖြစ်တတ်ပါတယ်ခုနကပြောရဲကျွန်မ grand positive baseline မှာ box ကပြန်ရရှိရဲ့ view or no neutral phase ပေါ့နော် inflammation cell ကတခြားဆိုကျွန်မတို့ stop soft tissue infection တွေမှာတွေ့ရတဲ့နေသားလိုမျိုးမဟုတ်ဘဲနဲ့ထူးထူးခြားခြားကိုသူကတိတ်ပြီးတော့ဒီ inflammation cell တွေမရှိအောင်ကျွန်မတို့တွေ့ရနေတယ်ပေါ့ဒါသူရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်သူကအပြင်းမိုင်းအဖြစ်ဆိုလို့ရှိရင်ဒီလိုမျိုးအဖောင်း gas အထဲမှာတော့ gas တွေရှိနေတယ် gas ကန်ကြီးကြောင့်ဟာကြတော့အဲ့ gas တွေကဘယ်ရောက်ထွက်လာလဲဆိုလို့ရှိရင်ဒီ bacteria ကြောင့်ထွက်လာတဲ့ gas တွေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးထွက်လာတဲ့ gas တွေရောတခြားသို့ကျွန်တော်တို့ breakdown product တွေပေါ့နော်အဲ့အရာတွေဆိုရင် bacteria ကသုံးဆွဲပြီးတော့ဟာကြသူရှင်သန်မှုတော့လို့တခြားမလို့အဲ့ရင်မှာဒီလိုမျိုးဒီ gas တွေနဲ့သူတခြားတော့ဒီနန်းနန်းအရည်တွေပေါ့နော် foul smelling ဒီ product တွေကထွက်လာတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ diagnosis ပေါ့နော်ကျွန်တော်လူနာရောဒီဥစ္စာက clothing paper ညဟုတ်လားမဟုတ်လားသိနေတယ်ဆိုလို့ရှိရင်ဒီကတော့ကျွန်တော်တို့ clinically နဲ့ဆုံးဖြတ်တယ်ပြီးတော့ဟာကြကျွန်တော်တို့ဓာတ်မှန်ရိုက်တယ်ပေါ့နော် တတ်မှာဆိုတာအထဲထဲမှာပေါ့နော်ဒီဒဏ်ရာတဲ့ထဲမှာလေးရှိနေလားဆိုတော့ဒီအဲ credit desk ကလည်းပဲဒီမှာဆိုလို့ရှင် poppy bay credit desk လက်နဲ့စမ်းကြည့်မှဆိုလို့ရှင်လည်းပဲဒါစမ်းကြည့်လို့ရတယ်လို့ပြောတယ်ပေါ့နော်အဲ့တော့အဲအဲဒီမှာဆိုလို့ရှင် poppy bay credit desk ဆိုကျွန်တော်တို့ပြောတယ် လူသားကကျမတို့ဒီတော်တော်ကြီးအများပြင်းထန်တဲ့လူကြောင့်ဒီလူနာဆိုလို့ရှိရင် under one hemi pelvectomy လို့ခေါ်တဲ့ဒီခွဲစိတ်တာပေါ့နော်ဒီပေါင်ဒီတင်မစုံဒီရိုးကနေပြီးတော့အကုန်လုံးအဲအသားတွေရောအကုန်ပြီးထုတ်ပြီးတော့အခါကျဖြတ်ထုတ်လိုက်ရတယ်ဆိုရင်ဒီသားတစ်ခုကိုသူကရှင်းပြထားတယ်ပြီးတော့ die less than 8 hours လေးရပေါ့နော်ခွဲစိတ်ကုသပြီးတော့၈နာရီလောက်မခံဘူးအသက်ဆုံးရှုံးသွားတယ်လို့ကျမတို့သိရတယ်ပေါ့နော်ဒါကလည်းကျမတို့ Wikipedia ရွာတဲ့ပုံဖြစ်တယ်ဆိုတော့ပြောချင်တာကကျမတို့ကတော်တော်လေးဆူဆူရွရွပြင်းထန်တဲ့ရောဂါဖြစ်တယ်အင်မာဂျင်စီဖြစ်တယ်ပေါ့နော် imminent ဒါကြောက်ဖို့ကတော့ကျမကာချာဆ ောက်ငါတော့ပါအဲ့ဒါမျိုးတွေကကြတော့အချိန်ကိုနှောက်နှေးစီရဲ့အတွက်ကြောင့်မို့လို့အဲခက်နေညံတဲ့ဒါ diagnosis ရဖို့အတွက်လိုအပ်တယ်24နာရီအတွင်းအဲဒီရက်တန်ရပစ်တဲ့အချိန်ကနေစပြီးတော့ရလို့ရှင်တော့အကောင်းဆုံးဒါကြောင့်ကျွန်တော်တို့ကစစောစီးစီမဲ့ဆိုလို့ရှင် gram stain နဲ့ကျွန်တော်တို့ကြည့်မဲ့ဆိုလို့ရှင် ခုနကတော့ပုံစံလိုမျိုးကြည့်ပြီးစစ်ဆေးပေးဖို့အတွက်ကိုကျွန်တော်တို့ဒါပြောထားတဲ့တင်တင်ကြားထားတဲ့အနေထားပဲဖြစ်တယ်ပေါ့နော်ဒီမှာလိုက်လို့ပဲပေါ့နော်အထင်းမှာကန်ကြည့်မယ်ဆိုလို့ရှင်တော့ gas တွေရှိတယ်ပိုဒီဟိုပါပေါ့သူရဲ့ဒီ gas scrap ဖြစ်တယ်ဆိုကန်ညွန့်စီချစ်ချစ်ချစ်နဲ့မြည်ရလို့အဲအဲဟိုပါပေါ့အလက်နဲ့ဆန်းလို့ရတယ်ဆိုပြီးတော့ဒါပြောတယ်ပေါ့နော်စာရီကဒီလိုပုတ်တဲ့အနေထားအလေးဒီလိုမျိုးမဲမဲပေါ့နော်တန်ရအဲထဲထဲမှာမဲမဲညွန့်ညွန့်ပုတ်ပုတ်ကြီးနေဖြစ်လို့ရှင်တော့ခုနပုံရပိုတည်တာတယ်ပေါ့နော်ခရမ်းရောင်အရေးခရမ်းရောင်ဆန်ဆန်ကြီးအရေးတွေကအဲထဲထဲမှာရှိနေအောင်နင်ရပေါ့နော်တင်းပြီးတော့ဖောင်းနေပေါ့နော်ဒီမှာစီစာကြည့်မယ်ဆိုလို့ရှင်ဒီလူနာတော့သွား history ရောမြည်ထားအောင်ဒါမဲ့လည်းပဲသူလည်းတင်းထံကွာမနေဘူးပေါ့နော်တော်တော်လေးထဲထဲမှာတန်ရတွေပုတ်ပွားနေလို့တော့ယူဆလို့ရတယ်ပေါ့နော်အရင်ကအနာ 蚂一的心领域。 သူမှာအဓိကပါတဲ့ဒီ group ကနှစ်ခုရှိရပါတော့တခုကကျွန်မ sacrolytic groups လို့ခေါ်တယ်။သူကကျွန်မတို့ကဒီ carbohydrate ကိုသုံးစွဲနိုင်တဲ့စွမ်းရည်ရှိရပါတော့ type carbohydrate decomposing property ပေါ့ဒီ composer ကျွန်မတို့ကပုတ်တိုးဆွေးမြည်စေရပါတော့ carbohydrate ကိုသာယူဆောင်သုံးစွဲပြီးတော့ဟာကြတော့ပုတ်တိုးဆွေးမြည်စေအောင်လုပ်နိုင်တဲ့အနေအထားမျိုးကိုကျွန်တော်ပြောလိုက်တယ်။ဒါကြောင့်မို့ကျွန်မတို့က acid တွေ gas တွေထွက်လာအဲ့ gas တွေကြောင့်ပဲခုနကပြောလိုဖောင်းကားပြီးတော့ဟာကြတော့ဒဏ်ရာအတွင်းထဲမှာဒီလေတွေပါထွက်တဲ့ဒီဓာတ်မျိုးတွေကျွန်မတို့တွေ့ရပါတော့။ထဲထဲမှာ fermentation လို့ခေါ်တဲ့ကစောပေါက်ခြင်းလုပ်ငန်းစဉ်ကိုလုပ်ပြီးဒါကြောင့်မို့ကျွန်မတို့ glucose တွေ lactose တွေ ေးဆူကရိုးဂျေပေါ့နော်အဲ product တွေထွက်လာပြီးတော့ခါကြတော့ဒဏ်ရအဲ bacteria ရဲ့ရှင်သန်နိုင်စွမ်းကိုသူကဆက်လက်ပြီးတော့လှုပ်ဆောင်ရတဲ့အနေထားပေါ့နော် bacteria ရဲ့အရင်များပြီးတော့ခါကြတော့ဒါသူ့ရဲ့ဒီအဲသူ့ soft tissue ပေါ့သူဝင်တဲ့ဒဏ်ရအဲခဏလူခဏကိုပဲအရေးပြနောက်တစ်ခါကျတော့ tissue အတွင်းမှာကျက်သားစတယ်ပြီးအဲ့လိုနေရာမျိုးတွေအကုန်လုံးသွားပြီးတော့ဒုက္ခပြေးပါပေါ့နော်အဲ့တော့ကျွန်တော်တို့စစ်မယ်ဆိုလို့ရှိရင်တော့ meat ပေါ့နော်အသားပါတဲ့ဒီ test တစ်ခုကို blood အရေးနဲ့ထိုက်ပြီးဆန်လိုက်တဲ့ကောင်ပါဆိုလို့ရှိရင်အဲ့ဒီအသားကြီးကအဲ့ဒီအကောင်ရှိမယ်ဆိုလို့ရှိရင်အသားကြီးကနေရဲလာမယ် acid တွေ gas တွေထွက်လာတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်အဲ့ဒါကိုကြည့်ပြီးတော့အဲ့ကုန်သက်တွေကိုကြည့်ပြီးတော့ခါကြတော့ testing လုပ်နေပေါ့နော်ပြီးကျွန်တော်ပုံလေးပြပါမယ် နောက်ထပ်အရေးကြီးတဲ့ group တစ်ခုက proteolytic groups လို့ဖြစ်ပါတယ် proteolytic ဆိုတာ protein ကို lytic ဆိုတာကျတော့ခြေဖြတ်တာပေါ့နော် protein ကိုသုံးဆွဲနိုင်တဲ့စွမ်းရည်ရှိတယ် protein decomposing property ပေါ့နော်အခုနက property ကကျတော့ဆိုမှ carbohydrate decomposing property ဒီမှာကတော့ protein decomposing property ဖြစ်တယ်ပေါ့နော် protein ကိုခြေဖြတ်တယ်အရေးဖြော်တယ် serum မျိုးခဲသွားစီရဲ့ဒီဒါကွယ်ကူးလေးတစ်ခြားကျတော့ဆိုမှတို့က serum ထဲမှာခဲပြီးတော့ခါကျတော့လူနာတို့က subset ပေါ့နော်ပိုးဝင်စီရဲ့အနေအထားဖြစ်တယ်လို့ကျွန်မတို့ပြောပါတယ်ပြီးတော့ခါကျတော့သူကကျတော့အဲ့ဒီ group ကရှိမယ်ဆိုလို့ရှိရင်ကျတော့ဆိုမှအသားကိုမဲသွားစီပေါ့နော် ပြင်ကျွန်မတို့ပုံလေးပြပါမယ်ပြီးတော့ဟာကြအပုတ်နဲ့မှာ trust ရရပေါ့ဒါကြောင့်မို့ false minute distress တွေရတယ်ဒဏ်ရာတယောက်ရရလို့ရှိပြီဆိုလို့ရှင် word to word လောက်နန်းနေဆိုတော့အဲ့ဒီ quantity ကြောင့်ဖြစ်ပါတယ် ဒါကြောင့်ကျွန်မတို့ကဒီ good mic pro ပေါ့နော်ချက်ထားတဲ့အသားနဲ့ကျွန်တော်တို့စစ်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာတို့ရှိရင် probability group ရှိတယ်ဆိုလို့ရှိရင်ဒီမှာမဲွားတဲ့နေထားတွေကျွန်တော်တို့တွေ့ရတယ်။ဒါကကျွန်တော်တို့ circulating group ရှိတယ်ဆိုလို့ရှိရင်နေွားတယ်ဆိုရင်နေထားကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။ဆိုတော့ဒါကဘာလဲဆိုလို့ရှိရင် inoculation မလုပ်မီဒီဘက်ကအရေးကြီးရှိနေတဲ့ဒီ test tube တွေနဲ့တို့တွေ့ပြီးတော့ခါကျတော့ဒီမှာဆန်ဆင်းတဲ့အခါမှာဒီမှာအမဲတွေရောအနေရောဖြစ်နေရဲ့ဒီအနေထားပေါ့နော် clustering preferences အနေထားကိုဒါလေးကပုံနဲ့တော့ကျွန်တော် biochemical test နဲ့ရှင်းပြရဖြစ်ပါတယ်။ ဒါကကျွန်မတို့က black ကမှမွေးထားတဲ့အနေထားပေါ့နော် clostridium species တွေဟာဒီ bacteria ဖြစ်တဲ့အတွက်ကြောင့် antibiotic ဖြစ်တယ်ဒီ metronidazole sensitive ဖြစ်တယ်ဆိုတာဒါပြကြင်နော် penicillin တို့တခြားသောကျွန်မတို့ clindamycin တို့ antibiotic တို့လည်း sensitive ဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ resistant တွေလည်းရှိလာတဲ့အတွက်ကြောင့်မလို့ vancomycin လိုမျိုးဆေးတွေကိုတော့နောက်ပိုင်းကျတော့ပို့ပြီးတော့သုံးလာကြတယ်ပေါ့ purely sensitive ဖြစ်တဲ့ resistant အပြင်သိမ့်မရှိဘူးလို့လည်းပြောရတဲ့ကြောင့်မလို့ဒါကျွန်တော်တို့ပိုးသက်စေရွေးချယ်နေရမှာဆိုတော့ထည့်သွင်းပြီးစဉ်းစားအောင်အချက်ဖြစ်တယ်အဲ့တော့မမှန်ကန်ကျွန်တော် diagnose လုပ်နိုင်ပြီဆိုလို့ရှိရင် metronidazole penicillin စသည်ထားမျိုးဆေးတွေပေးလိုက် ဆိုရှင်လူနာနေနဲ့အသက်ရှင်ခွင့်ရမယ်ပေါ့နော်ဟိုမမိမယ်ဆိုလို့ရှင်တော့အသက်ရှင်ခွင့်ရမှာဒါပေမဲ့ခုနကတော့ဝါဆိုပထမတွေ့ခဲ့တဲ့လူနာလိုမျိုးအိုးပေါင်ကြီးတွေရောက်နေပြီဆိုလို့ရှင်တော့အသားတွေကတော့ပုတ်သွားပြီတစ်ချက်ထုတ်လိုက်ပြီဆိုလို့ရှင်တော့ဒါကအသက်အန္တရာယ်အားကြီးကိုနေဆက်တဲ့အတွက်ကြောင့်မလို့ပိုးသက်စီမြန်ဆန်ဆန်ဘလောက်ကြီးပေးပါရဲဆိုစီရောမလို့ဆိုတော့အဲ့ချိန်မှာဆိုလို့ရှင်ဘလို့မကိုဒါကဲနိုင်မယ့်နေသားမျိုးမရှိနေရောပေါ့နော် အခုနကျွန်မတို့တွေ့ရတဲ့ biochemical properties တွေပေါ့နော် biochemical characteristics တွေကိုသိပြီးတော့အခါကျတော့ group တွေခွဲပြီးတော့လေ့လာလို့ရတယ်ဆိုကျွန်တော် toxin နဲ့ enzyme တွေကိုကြည့်ပြီးတော့လည်းပဲသူ့ရဲ့ကုန်သတ်တွေကိုကျွန်တော်လေ့လာလို့ရတယ်အခုခုနပြောခဲ့တဲ့ကျွန်မတို့အမျိုးအစားတွေရှိရပေါ့နော် A ကနေ G တွေရှိရလို့ပြောခဲ့တယ်သူတို့ရဲ့ toxin တွေပေါ့ထွက်တဲ့အနေအထားကြောင့်အဲ့ toxin တွေရဲ့အဲဟာအခြေခံပြီးတော့အခါကျကျွန်တော် test တွေလုပ်တယ်လို့ခုနကလည်းကျွန်တော်ပြောခဲ့တဲ့မှာပါတယ်အဓိကအကြဆုံးဖြစ်တဲ့ဒီအစိတ်ကကျတော့ alpha toxin ဖြစ်တယ်ပေါ့နော် lecithin တွေ C လို့လည်းကျွန်တော်ပြောတယ်မေဂျာလီသယ်တောက်ဆင်ဖြစ်တယ်ဆဲဥအစိတ်တွေနေတယ်ပေါ့ဒါကြောင့်မို့ကျွန်တော်တို့ဒီ hemolytic ဖြစ်စေတယ် cytotoxic ဖြစ်စေရပါဘော။ hemolytic ဆိုတာကျွန်တော်အားလုံးသိပြကြကြပြီးသားတွင်းနေကိုပြုခွဲတာ cytotoxic ဆိုတာကျွန်တော် cyto cell ကို toxic အဆိပ်တင်စေတဲ့ဂုဏ်သတိရှိလူကျွန်မတို့ပြောလို့ရပါတယ်။ပြီးတော့အဲ့ဒီအဆိပ်ဟာအဲ့ဒီအဆိပ်ဟာဆိုလို့ရှိရင် severe toxemia ပေါ့နော်။အဆိပ်ပြန့်တဲ့ပိုပြင်းထန်အစိပ်ပြန့်နှံ့တဲ့အနေအထားဖြစ်စီပြီးတော့ခါကျတ िश्यू ပုတ်တိုးခြင်းဟောဖြစ်စီရတဲ့ကြောင့်ကျွန်မတို့အိတ်ကုန်သက်တွေကိုကြည့်ပြီးတော့ခါကျတော့ confirmation test နေတဲ့ခုနဲ့အနေနဲ့ကျွန်မတို့ဒါစစ်ဆေးတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့ အဲသူ့ရဲ့ reaction ကကျတော့ကျွန်တော်တို့ negative reaction လို့ခေါ်တယ်ပြင်ဆင်မှာပုံလေးပြပါမယ်အဲ့တော့အခြားတဲ့အစေးတင်စီရဲ့တခြားသောတောက်ဆင်တွေလည်းပဲရှိမရှိဘူးလားဆိုတော့ရှိရပေါ့နော်ဒါပေမဲ့အဆိုးဆုံးကတော့ခုနကပြောတဲ့ alpha တောက်ဆင်ကတော့အဆိုးဆုံးပေါ့ theta kappa mu aggression အဲ့တောက်ဆင်တွေလည်းပုံစံပုံစံတွေလည်းရှိရတဲ့အတွက်ကြောင့်မို့လို့ဒါဆိုရှင်အမြဲတမ်းအစေးတင်စီရဲ့ gas can ကိုဖြစ်စေနေထားထို့လို့ကျွန်တော်တို့နားလည်လို့ရပါတယ် ဒါဒါသူ့ရဲ့သဘောတရားပေါ့နော်ဒီဘက်မှာကျမတို့ clustering မှွေးထားလိုက်တယ်ပေါ့နော်ဒီဘက်မှာကျတော့ lesson tennis activity ပေါ့ဒီခုနကကျမတွေ့ရတဲ့ alpha toxin ရနေပြီးတော့ဒီ activity ပေါ့သူအဲ့ကောင်ကျမတို့ကကြည်ရပေါ့ obesification လို့ခေါ်တယ်ဟို pain ပြီးတော့ပိတ်သွားတဲ့အနေထားကိုထုတ်လာမလို့ဆိုကျမတို့ကြည်တာအဲအဲ့ဒီ toxin မရှိဘူးဆိုပေါ့ဆိုလို့ရှိရင် toxic ကိုကျမတို့ခြေဖြတ်တဲ့အာနေတဲ့အဲမရှိဘူးဆိုလို့ရှိရင်ဒါရဲ့အများကြီးပေါက်ပွားလာတယ်ဆိုတော့ကျမတို့ obesification လို့ခေါ်တာမျိုး pain ပိတ်ပိတ်ဖြစ်နေတဲ့ပုံစံနဲ့တွားပြီးတော့ကြည်ရမှာဒါဆိုတာပြော positive ပေါ့ဒီဘက်မှာကျတော့ alpha toxin ထည့်ထား အတွက်ကြောင့်ဘာမှမပေါ်ဘူးပေါ့နော်ဒါကကျွန်တော်တို့ကတက်စီသဘောတရားပေါ့နော်ခုနကကျွန်တော်တို့ neglar reaction ဆိုတာအဲ့လိုမျိုး reaction opacification လို့ခေါ်ရဲ pain ပိတ်တဲ့အနေထားရှိလားမရှိလားဆိုတာကိုပြတယ်အဲ reaction ဖြစ်ပါတယ် ဒါဆိုကျွန်တော်တို့တို့မြင်ရမယ်ပေါ့နော်ဒါကကျွန်တော်တို့အီကားပေါ်မှာ clothing preference နဲ့နောက်ထပ်သူမဟုတ်တဲ့တခြားသော sporogen ဆိုခေါ်ရဲအဲသူ့လောက်မပြင်းထန်တဲ့ပိုးအဲတခုပေါ့နော်အဲ့ဒါကိုကျွန်တော် clothing နောက်ထပ်မျိုးစေ့ကိုကျွန်တော်တို့ထည့်ပြီးတော့ဒါနှိုင်းရှင်ပြန်ထားတာပေါ့နော်ဒီမှာ negla test ဆိုရေးထားတယ်ဒီဘက်မှာတောက်ဆင်မရှိပေါ့နော်အဲ့ဒီတောက်ဆင်မရှိတဲ့အတွက်ကြောင့်မို့လို့ဒီဘက်မှာပိုးပေါက်တဲ့အချိန်မှာကျွန်တော် obesification heal လို့ပေါ့နော်ဟိုဟိုကပေါ့အနားမှာသွားဟိုကပေါ့အဲအယောင်စင်တွေဖြာထွက်နေပုံစံမျိုးသွားပြောနေတာ heal လို့ဆိုတဲ့သဘောတွေကအဲ့တော့ဒီဘက်မှာတောက်ဆင်ရှိအဲသူ့အကောင်ဖြစ်တဲ့အတွက်ကြောင့်မို့ဆိုအန်တီတောက်ဆင်လည်းမထည့်ထားတဲ့အတွက်ကြောင့်မို့ဒီမှာ လာပြီးဟေးလိုပေါက်နေရေဒီဘက်မှာကျွန်တော်ဆရာမအဒီတော့ဆင်ရှီရဲ့တွေ့ကြောင့်ဘာမှအမ်ဖြစ်နေပေါ့နော်ဟေးလိုမဖြစ်နေဘူးဆိုတော့ဆရာမတို့တွေ့ရတော့ဒါပါလဲဆိုရင် negla reaction negla test positive ဖြစ်တယ်ပေါ့နော် cross reaction preference ဖြစ်တယ်ဆိုတော့ဆရာမတို့8 test နဲ့ဒါအတည်ပြုလို့ရပါတယ်နောက်တစ်ခုကဆရာမတို့ကာချာလုပ်ပြီးတော့ကာချာတော့လေးပဲအတည်ပြုလို့ရပါတယ် ဆိုတော့ HLF training manual ထဲမှာတော့အဲဒီမှာကျွန်တော်ပြပြစလုံးလေးထည့်ပြီးတော့ရှင်းပြထားတယ်။တခါကျွန်တော်တို့ biochemical test တွေအကြောင်းကိုတွေ့ဖက်ပြီးတော့လေ့လာလို့ရအောင်လို့ပြောထားရပါတော့။အဲ့ဒါကြီးကတော့ဘာအတွက်အရေးကြီးလဲဆိုတော့စာမေးပွဲအတွက်အရေးကြီးရပါတော့။စာမေးပွဲမှာကျွန်တော် quiz တွေ problem တွေဖြေတဲ့အခါမှာဆိုလို့ရှိရင်ဒီ area တွေအသုံးဝင်ပါတယ်။အခုကျွန်မနည်းနည်းလေးရှင်းပြသွားပဲပေါ့နော်။သဘောတရားနည်းနည်းရှင်းပြသွားတယ်ဆိုရင်ဂျန်တဲ့ဟာတွေကျွန်တော်အားလုံးခြုံငုံပြီးတော့လေ့လာလို့ရပါတယ်။ဒီကျောင်းဟာတွေကတော့လွတ်ချက်စရာမလိုဘူး။ဒါပေမဲ့တခုအဲဒီလိုမျိုးကျွန်တော်တို့အရေးကြီးတဲ့ကောင်လေးဆိုလို့ရှိရင်ဘာ test နဲ့ဒါ confirmation သွားတာလေ။ဘာတောက်စင်ကအရေးကြီးတာလေ။ဘာအခြေခံတာလေ။ ဲကျွင်ဒီသားလေးတော့အားလုံးသိထားဖို့လိုအပ်တယ်ဒါမှသာလေကျမတို့လက်တွေ့ကြကြဒါကျမတို့အသုံးချနိုင်မှာဖြစ်တယ်မိမိတို့ရင်းမြစ်နေပါဒေတာတွေဆိုလို့ရှင်တော့အဓိကတော့ gram stain ဖြစ်တယ်ဆိုတော့ခေါင်းထဲမှာမမေ့ပါနဲ့သူ့ရဲ့ထူးခြားချက်တွေဘာရှိလဲလူနာရဲ့နေထားဘလို့ရှိလဲဆိုတာကိုလည်းကျမတို့ဒီ laboratory test တွေစစ်ဆေးဖြေထုတ်တဲ့အခါမှာဆိုလို့ရှင်တွဲဖက်ပြီးတော့သိရှိထားဖို့လိုတယ်ဆိုတော့ကျမဒါလေးပြောချင်တယ်ပေါ့နော်ကနဦးကဘာဖြစ်ဖာမှမသိပဲနဲ့တွေ့တဲ့အနေထားကိုလည်းကျမတို့ဘလိုမျိုး identify လုပ်လို့ရမှာဘာမှမသိဘူးတော့ပေါ့ကျ interpret လုပ်တဲ့အခါမှာလည်းကျမတို့လွဲချုံမှုတွေရှိမှာဆိုတဲ့အတွက်ကြောင့်မို့လို့ဒါပြပြရခြင်းဖြစ်ပါတယ်ဆိုတော့အဲ့ဒါကိုကျမသိ ချားလိမ့်မထားပါ emergency မှာလာမယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီ gram stain နဲ့စစ်ဆေးပြီးတဲ့ဟာဆိုလို့ရှိရင်တနည်းတည်းဟောအားဖြင့်ယောဂရှာဖွေနေရမှာ diagnostic test နေနေဆိုတော့အထောက်အကူပြုမယ်ဆိုတော့ကျမပြောချင်ရင်ဒီလက်ချောက်ဒီမှာခဏရက်ပါမယ်